မင်္ဂလာပါပုံမှန်အနောဗီဒီယိုတင်ပြီးမုတ်စားတယ်ပဲသွားတယ်ပေါ့နော်အလဲသွားတဲ့ဗီဒီယိုတွေလောက်ပဲတင်ပြီးဖြစ်တယ်ပေါ့နော်ဒီနေ့ကတော့အနောအလောက်လောက်တဲ့ဗီဒီယိုမနက်ကနေညအထိကိုကြပေးသွားမှာဖြစ်ပါတယ်ခတာကအနောဒီရဲ့ဘိုင်းလေးအလက်ချက်အရန်ဖြစ်တယ်ပေါ့နော်အသေးသွားစေရအောင်မင်းဘာနဲ့မတည့်ရလဲပေါ့နော်ဆိုတော့အခုက အလောအလောက်သွားဖို့ပြင်မာတော့မေးရေချိုးပြီးပြီးညနာတဲ့ပူပေးချင်နေမို့နော်တော့တနခါညနာစပြာစပြာရဲ့အသားကလေတနခါဆစ်ဆစ်နဲ့လှုပ်ထားလို့ထင်နေတကယ်နူးညံ့ပြီးတော့လေညနာပြင်ကို ထိလိုက်တာနင်းလေဖိလို့ကောင်းနေမို့နော်ညနာတမျိုးကြီးပဲမတက်တော့ဘူးဘယ်မှာတက် အနောဘာလို့မျက်လေပင်ပါတုံးလဲဆိုတော့အရင်ရက်တွေတုံးမျက်နှာပဲတက်ကြည့်လိုက်တဲ့အခါမှာမျက်နှာဝင်းလုံးပေါ့နော်မျက်နှာချစ်ချင်းဝင်းတော့လေပင်ပါတက်လိုက်တယ်ပေါ့နော် လေပင်ပါရောတုံးလိုက်တယ်ပေါ့လို့ဆိုတော့လေပင်ပါဖြူလာအောင်လို့ဝင်းလာအောင်လို့လေနော်ဝတ်ချံရှိရင်တော့ဝတ်ချံတွေတက်တာမယ်ချွေးပေါက်ကျဲတဲ့သူတွေအတွက်ဆိုရင်လည်းသုံးလို့တက်တော်တယ်ချွေးပေါက်ကိုထိန်းကြည့်ပေးတယ်ပေါ့နော် 哇哇，对啊，哈哈。တော့ကစီရူလက်တုံနာပါရှင်ဒါကတော့တုံနာပါမြမတနခါအစီအနစ်နဲ့ပဲဖော်ဆက်ထုတ်ထားတာဖြစ်တဲ့အတွက်ရည်ပြား နေလောင်ခြင်းကိုကာကွယ်ပေးတယ်အရေပြားအတွက်လိုအပ်တဲ့အာဟာရပမာဏကိုလည်းဖြစ်ပေးတယ်ပြီးမျက်နှာအရေပြားညီပြီးတော့ရောင်ရမ်းတက်တဲ့သူတွေဆိုရင်တော့အသုံးပြုလို့တည်တော့ပါတယ်ရှင်ဒါလေတနက်ခါဖောင်ဒေးရှင်းပေါ့နော် ဒီနေ့ကအနော်အလုံးရှိတာဆိုတော့မိကလည်းရပါမယ်ဒီနေ့ဒါပဲလိမ့်မယ်ပေါ့နော်ဒီနေ့တိလည်းတိချင်တယ်ပေါ့နော်ဒီနေ့ကိုခံမမလားအလုံးလုံးနေတဲ့အချိန်ဆိုရင်မိကအသားဖောင်ဒေးရှင်းအသားဘလောက်တက်လဲပေါ့နော်ဒါကတော့ true room ကပဲတနက်ခါဖောင်ဒေးရှင်းပေါ့နော်အခုလိမ့်နေတာလေးကလေဒီဖောင်ဒေးရှင်းကဆိုရင်ဗီတာမင် C ဗီတာမင် E ပါတယ်စကင်း၆တဲ့သူတွေအတွက်ဆိုရင်လည်းသုံးလို့ရတယ် ဘောနော်အနော်ကစကင်း6တဲ့ထဲမှာပါတယ်ပေါ့နော်အခုနော်လိမ့်လိုက်တဲ့ခါမှာပေါ့အဲဘလူခံစားရလဲဆိုရင်အဲ့လိုကက်စီကက်စီကြီးမဖြစ်ဘူးမျက်နှာပေါ်တင်လိုက်ရင်ပပပပါရှိတယ်အဲ့တချို့ foundation တွေဆိုရင်မျက်နှာပေါ်တင်လိုက်ရင်လေးလေးလန်လန်ကြီးအဲ့လိုကြီးဖြစ်ပူကြမှာပေါ့နော် သူကတော့မဖြစ်ဘူးပေါ့နော်အခုအတော့လင်းနေတဲ့အချိန်တွင်ခံစားမိတဲ့လောက်လေးပြောပြတာပါရှင်ပုံမှန်အလုပ်သွားရင်တော့အတခြားသော foundation တုံးတယ်ပေါ့နော် ဒီနေ့ကတော့ The Room တနက်ခါ Foundation ကိုတုံးပေးတာဖြစ်ပါတယ်။လူလေးထွက်လာမလဲမသိဘူးเนาะ makeup ပြင်ပြီးရင်တော့ဒီတစ်ဆက်လေးရေပိုင်ရှင်ဖြစ်မဲ့သူကိုတို့ကဘာပေးမလဲဆိုတော့ လေးလက်ဆုံးတစ်ခုပေးပါမယ်ပြန်ပြောမယ်နော်ဒီတဆက်ကလေးရဲ့ပိုင်ရှင်ဖြစ်မဲ့သူကိုဒါလေးတစ်ခုလက်ဆောင်ပေးပါမယ်ရှင် room လေးတစ်ခုလက်ဆောင်ပို့ room လို့ခေါ်တာဘယ်လိုခေါ်လဲဟုတ်တယ်နော်ဒါလေးတစ်ခုလက်ဆောင်ပေးပါမယ်နော်တူတူပိုင်ရှင်လေးကိုမျောနေပါမယ်ဒီတစ်ဆက်လေးရဲ့ပိုင်ရှင်လေးကိုမျောနေပါမယ်အဲတော့မျက်နှာတက်ပါမျက်နှာတက်ထိုးနာဖောင်ဒေးရှင်းအရင်ကောင်းတယ် ခုက foundation လိမ့်ထားတယ်အလုပ်သွားပါတော့မယ်ဆင်ဆက်ရှိရှိပါလိမ့်ရှင်ဆိုတော့အနောက်မကလိမ့်ပြီးသွားပြီးအလုတ်သွားဖို့လဲ ready ဖြစ်ပါပြီ။ခုချိုင်းအတွက် room လေးတုံးသွားတယ်ပေါ့နော်။ဒီ room ကလေအနောက်ပထမဦးဆုံးတုံးဘူးတဲ့ room ဖြစ်တယ်။အနောက်က room ကိုတုံးလို့မရှိဘူး။သူကတုံးပြီးရင်လေ second ပိုင်းအတွင်းမှာအလိုအသားအရေပြားတဲ့စိတ်ဝင်သွားရပေါ့နော်။ကက်စီကက်စီမဖြစ်ဘူးပေါ့နော်။ မွေးလဲမွေးရတနခါအနဲ့လေးပေါ့နော်တနခါအနဲ့ကြိုက်တဲ့သူတွေဆိုရင်တော့အဆင်ပြေပါလိမ့်ရှင်ကေအနော်ဒါအလုတ်ခွင်လေးရောက်ပါပြီ live film ဘူးပြင်ဆင်နေပြီပေါ့နော်ဒီနေ့လင်းသွားတဲ့ look လေးက True Foundation တနခါကိုတနခါ Foundation ကိုလင်းထားခြင်းဖြစ်ပါလေအရမ်းမာတယ် မိကအသာတက်လာပူပေါ်လာတာဖုန်းမှာလည်းလာတယ်အဖေမှာလည်းလာတယ်တပုံတွေတည်းလာတယ်ဘလို့ဒါတော့တော့ရဲ့အလုံးလုံးကြီးရဲ့ညကုန်းကြီးပဲဖြစ်ပါလေနော်ဒီအလုပ်ကိုလုပ်လာတာ2019ခုနှစ်ကတည်းကပါခုလည်းအိုနေပါပြီကျေးဇူးများတင်ပါတယ်ဒီနေ့တရက်တာအထွတ်ဖြစ်ပါလေရှင်တော့ပဲမဲအတော့ဘယ်ချိန်မှအလုပ်ပြီးဘလဲ ကဲနောက်ဆုံးတော့အလုပ်ပြီးတော့ပါပြီ yes စနစ်ခွဲမှအိမ်ရောက်ပါတယ်ဒါမလို့အလုံးလုံးကြီးနေအဲ့ဒီအချိန်မှာအိမ်ပြန်ရောက်ပါတယ် live ဖြုတ်တာလောက်ကြတယ်ပေါ့နော်အခုတော့မျက်နှာလေးတက်တော့မယ်ပြီးနားပါတော့မယ်ရှင်ကျေးဇူးများတင်ပါတယ်ရှင်ဒီနေ့ဒီနေ့တော့ကြည့်ပြပါရတဲ့ကျေးဇူးများတင်ပါတယ် ထပ်မင်ပြီးတော့အလုပ်ကျိုးစားလိုက်ပါဦးမယ်နော်အကြာယူဖို့အော်မမေနဲ့တော့အရှိမပြောသွားတာလေဒူရူရဲ့ဆက်ကလေးပိုင်ရှင်ဖြစ်မဲ့သူတီရုံးအလက်ဆောင်တစ်ခုလာထုတ်ယူပါဘေးဘိုင်းမမေနဲ့တော့